ကျွန်တော်တင်တဲ့ဗီဒီယိုတွေကို VPN ခံပြီးကြည့်ပေးတာနဲ့ကျွန်တော်အများကြီး support ပေးရရောက်ပါတယ်။ကဘဲထဲမှာတောက်နေတဲ့ရာရှိဘဲအင်းနပွေဟာမြူရီဆိုင်လာတာကြောင့်လှဲကြည့်လိုက်တဲ့အခါမှာပြတင်းပေါက်ကနေမျက်လုံးတစ်စုံမြင်လိုက်ရပြီးတပြိုင်နက်ပြတင်းပေါက်ပါကွဲသွားပြီးအထဲကိုတစ်ခုခုကဝင်လာပါတယ်။ပြတင်းပေါက်နန်းတဝိုက်မှာရိုးရိုးတဲတဲကြီးဖြစ်ကုန်ပြီးမြူရီနဲ့ဖျောင်းနိုင်နေပါငြိမ်းသွားတာကြောင့်အဲ့နန်းတဝိုက်မှာဘာရီဖြစ်ကုန်မှမသိကြပါဘူး။ကိုပေါ်သွေးလာစင်တာတောင်မှမှောင်နဲ့မဲမဲမှုဘာရီမှမသိပါဘူး။ လူတယောက်ဖျောင်းနိုင်မိယူလာပြီးအနီးကပ်ကြည့်တော့မှသွေးတွေပေနေတာနဲ့ကိုခန္ဓာစိတ်ပိုင်းတွေတစားစီဖြစ်နေတာကြားကြီးကဝါးစားနေအောင်မြင်လိုက်ကြရပြီးလန့်ဖြတ်ကုန်ပါတယ်ကြောက်လန့်ပြီးထွက်ပြေးကြပြီမယ်လူရမ်းများတာကြောင့်ကြားကြီးကမိရာကောင်တွေအကုန်လုံးကိုရရဲ့နီးနဲ့လိုက်တတ်ပါတယ်ရော့ဒရစ်ကဓာတ်ကိုဆွဲထုတ်ပြီးဖက်ဗီကိုနဲ့မန်နီဖီကိုသားဖတ်ရှေ့ကနေဝင်ကာလိုက်ပါတယ်ဖာနီစ်ကတခုခုသတိရသွားပြီးအနားမှာရှိတဲ့ငွေနဲ့လှုပ်ထားတဲ့မီးထွန်းခွက်ကိုယူပြီးကြားရဲ့မျက်လုံးကိုနောက်ကနေလှမ်းထိုးပါတယ် တော်ဝင်လူချမ်းသာတိုင်ဝမ်မျိုးနွယ်စုတွေဖြစ်တာကြောင့်ဖာနီစ်အခုလိုပြုတ်မှုလိုက်တာကိုအားလုံးကအံ့ဩနေကြပါတယ်။ကြားကြီးဟာသူ့ကိုလှမ်းထိုးနေတဲ့ဖျောင်းနိုင်မီးခွက်ကြီးကိုဆွဲရမ်းလိုက်တာနဲ့ဖာနီစ်ပြန်နိုင်ကြသွားပါတယ်။အကာအကွယ်မဲ့နေတဲ့ဖာနီစ်ကိုကြားအတက်ဖို့အလုံးမှာပဲလေဝိယုံနဲ့စပီကိုကအချိန်မီရောက်လာပြီးဝင်ကယ်လိုက်ပါတယ်။နောက်ကျသွားတဲ့တောင်းမန်ပါရဲ့မမလေးဧည့်သည်ပါလာတယ်လို့စပီခူကပြောလိုက်ပြီးအနဲ့ရောင်ဝိရုံတစ်ခုကခမ်းမာရဲမှာတလူလူလွင့်နေပါတော့တယ် ပါတီကတော်တော်ပြောစရာကောင်းမဲ့ပုံပဲလို့ gas ကရေရွေ့ရင်သူ့ရဲ့ဓာကြီးကိုပါဆွဲထုတ်ပြီးအသင့်ပြင်လိုက်ပါရဲ့ဒီ monster ကောင်အတော်ကြမ်းတော့အဲ့ဒါသမားဘာလို့နိုင်မှာမှုလို့လဲဒီကောင်ယူးနေရလားဒါမဲ့နေုံသူ့ဓာကြီးရလည်းအကြီးကြီးပဲဒါတော့ကြီးတာမျိုးတစ်ခါမှမမြင်ဘူးဆိုပြီးစသဖြင့်တန်တရာကြီးအန်ဩစကားကြီးလူအုပ်ထဲကနေထွက်လာကြပါရဲ့ owen ဆိုတဲ့ဘဲကတော့ gas ကိုကြည့်ရင်ဒီလူကိုငါဘယ်မှာမြင်ဘူးလားလဲဆိုပြီးတွေးနေပါရဲ့ပူစီလေး ဖိဖိစီလာပါဦးဆိုပြီးခေါ်ရင်းနဲ့ gas ကဓာတ်နဲ့နှစ်ပိုင်းချမ်းပေးလိုက်ပါတယ်။ဝိုင်းဟင်းနဲ့နိုင်ယူလိုက်တာဆိုတော့အကုန်လုံးလည်းပြူးပြူးပြဲပြဲဖြစ်ကုန်ကြပါတယ်။ဘလို့လူလဲဟာမယုံနိုင်စရာပဲ။ဒီလူကဘသူလဲ။မင်းကဘယ်နာမည်ကြီးစစ်တပ်ရဲ့သူရဲကောင်းလဲဆိုပြီးတော့အထင်တကြီးနဲ့ဝိုင်းမိကြတော့ gas ကဘယ်ရမှမဟုတ်ဘူး။ဒီကောင်းလေးထက်လာနေသေးတယ်လို့ပြောလိုက်ပါတယ်။ပြောပြီးရနဲ့ချက်ချင်းကြားရီအများကြီးထက်ဝင်လာပြီးကြိုက်ကြဖြတ်ကြပြန်ပါတယ်။စပီကိုကလေဝေယုံရဲ့စွမ်းနဲ့ဖာနီစ်ကိုတဲပြီး ဘေးကင်းရအောင်လေဘောပြန်ရင်ပို့ပေးလိုက်ပါရယ်ဖာနစ်ကိုမြင်လာနဲ့ကတ်စကာပြေးဖက်ပါရယ်နောက်မှလွမ်းတဲ့ကြောင့်ဒီကနေထွက်မယ်ဆိုပြီးကတ်စကာပြောတော့ခဏနေပါဦးဆိုပြီးဖာနစ်ကပြပြတလဲတားပါရယ်ကျွန်မမိသားစုဝင်တွေအားလုံးဒီနေရာမှာရှိနေတာသူတို့ဒီတိုင်းမထားခဲ့ပါနဲ့ဆိုပြီး gas ကိုဆက်တိုက်ခိုက်ပေးဖို့အတွက်ကုညီတောင်းလိုက်ပါရယ်ရှီဝီကီယာနောက်ခွေကထိန်းချုပ်နေတဲ့ cushion တွေကိုနန်းတော်အရှိပဲတံတားအောက်မှာရှာတွေ့လိုက်ပြီးစပီကိုကလည်းအဲကောင်တွေကိုတုတ်တင်ဖို့အတွက်ချက်ချင်းထွက်သွားပါရယ် ဂတ်ကတော့ကြားကြီးတွေကိုအပြင်းပြင်းကလေးကစားသလိုလိုက်ခုတ်တက်ပစ်နေပြီးစောက်ရဲကျန်းလာကြောင့် Lord တွေကသူတို့ကိုယ်ပိုင်စစ်တပ်တွေရဲ့ကို gas ကိုခေါ်ရမယ်ဆိုပြီးပါဇက်နဲ့တင်လုနေကြပါတယ်အဲ့လိုအာချောင်နေတဲ့ကောင်လေးစီကိုကြားတကောင်တိုက်ခိုက်ဖို့ပြေးလာတာကြောင့်အီရှီတိုရောဘုံနဲ့ပြစ်ပြီးကယ်ပေးလိုက်ပါတယ်။မြို့သမီးနှစ်ယောက်နားမှာလည်းကြားတကောင်ရံမှုနေတာကြောင့်ရှီဝီခီယာအိတ်ကိုဖွင့်လိုက်ပြီးအထဲကနေစူးမွေထွက်လာပါတယ်။ကြားစီကိုပြေးသွားပြီးသူတို့ရဲ့စူးပါတဲ့ခန္ဓာကိုယ်တွေနဲ့ရစ်ပတ်လိုက်ကြပါတယ်။ ဒီစူးမွေနှကောင်ကတကယ်တရိတ်ဆန်နေမဟုတ်ပဲရှီရီကီမှော်ဆွမ်းတဲ့ပစ္စည်းတွေကတစင်ဖန်ပြီးအသက်သွင်းထားတဲ့အရာတွေပါဖာနီလက်ပေးပါဆိုပြီးရှီရီကီကစူးမွေတွေကိုထိန်းချုပ်နိုင်တဲ့လက်စွပ်လေးတစ်ကွန်းကိုဝတ်ပေးလိုက်ပါတယ်ဒါကိုဝတ်ထားတဲ့သူကဒီစူးမွေရဲ့သခင်မပဲလို့ရှီရီကီကရှင်းပြလိုက်ပြီးဖာနီလည်းသဘောကျနေပါတယ်ရော့ဒရစ်က gas ကိုဝင်ကူပေးဖို့အတွက်တိုက်ခိုက်နေုံကြားတကောင်အလစ်ဝင်ချတာကြောင့်ဖာနီကစူးမွေတွေနဲ့ကြားရဲ့ခြေထောက်ကိုရစ်ပတ်ပစ်လိုက်ပါတယ် ငွေနဲ့လှုပ်ထားတဲ့လက်နက်တစ်ခုခုနဲ့ချဆိုပြီး Farnis ကပြောလိုက်တော့ Rodrick ကဖျောင်းနိုင်ထွန်းနဲ့တုတ်ချောင်းနဲ့ထိုးပစ်လိုက်ပါတယ်။ Sapiko ကခူရှန်တွေကိုရှာတွေ့သွားပြီးရှင်းပစ်လိုက်ပါတယ်။ထိန်းချုပ်သူတွေတည်သွားတာနဲ့ကြားရည်လည်းထိန်းချုပ်မှုအောက်ကလွတ်သွားပြီး Shiriki ကကြားရည်မတိုက်ခိုက်နိုင်အောင် မလှုပ်နိုင်အောင်မှော်ပညာနဲ့ချုပ်ထားလိုက်ပါတယ်။ဆူမွေလေဖာနီစီပြန်ရောက်လာပြီးအခွေလေးဖြစ်အောင်ချင်းချင်းရစ်ပတ်ရင်းနဲ့ညင်ကြသွားပါတယ်။ဂတ်ကဖာနီစ်ကိုကြည့်ရင်မိမိသားစုတွေရှိတဲ့ဒီနေရာမှာနေခဲ့တော့မှာလား။ ငါတို့ခီးမှမလိုက်တော့ဘူးမလားဆိုပြီး gas ကတေးကြအောင်နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့မေးလိုက်ပါတယ် Farnis ကခဏစဉ်းစားလိုက်ရင်ဟင်းအင်းကျမမနေခဲ့ပါဘူးဒီလောင်ရင်တည်းကကျမအတွက်တင့်တော်တဲ့နေရာတစ်ခုမဟုတ်ပါဘူးကလေးဘွားတို့ကအမှတ်တရတစ်ခုခုကိုလွမ်းလို့ခဏပြန်လာရုံပါပဲကျမရှင်နှုံးနဲ့ပဲလိုက်မှာပါဆိုပြီး Farnis ကဖြေလိုက်ပါတယ်တိုက်ပွဲတစ်ခုလုံးကြည့်နေတဲ့သူတွေကဆောက်ရံကျဲနဲ့ gas ရဲ့နှက်တငယ်တွေရဲ့ ီးတော့ Bandy Myeon နဲ့မိသားစုရဲ့ Farnis ကိုယ်တိုင်ကမှုန်ဆန်ဆန်နဲ့စူးမွေတွေကိုထိန်းချုပ်ပြနေတာကြီးကြောင့် Farnis ကဆုံးမလာဆက်သဖြင့်အာလုံပေဟီလီကြီးများနေပါတယ်။ Lady Bandy Myeon ကတော့အမြဲတမ်းခံစားချက်မဲ့နေတဲ့သူ့သမီး Farnis ဟာလူသားဆန်ဆန်တငယ်ချင်းတွေနဲ့တိုက်တိုက်ဝင်ဝင်ရှိနေတာမြင်တော့စိတ်ချမ်းသာနေပါတယ်။အဲ့အချိန်မှာရုတ်တရက် Holy See မဟာမိတ်တပ်အစောက်နေရာခမ်းမတွေကိုဝင်လာပြီး Gas တို့ဝိုင်းထားလိုက်ကြပါတယ်။ဒီကောင်တွေတော့စောက်ကျေစုကမ်းနေပြီဆိုပြီး Gas တို့တွေးနေတော့မှ ခဏနေအောင်ဆိုတဲ့ဘန်ဒီမီယွန်ရဲ့မိန့်ပေးတံကိုကြားလိုက်ရပါတယ်။လော့ဘန်ဒီမီယွန်ဟာဂက်စတိုကိုကြည့်ပြီးပထမဆုံးအနေနဲ့ဒီမှာရှိရဲ့လူကြီးလူကောင်းတွေအားလုံးကိုစားခင်ဗျားတို့ကျေးဇူးတင်ပါတယ်။ခူရှန်နေရဲ့လှုပ်ကြံမှုအစည်းအဝေးသာအောင်မြင်သွားရင်စစ်ပွဲချိန်တွေလည်းပြောင်းလဲသွားနိုင်တယ်။တကယ်ကိုကျေးဇူးတင်ပါတယ်ဆိုပြီး Fatrigo Bandimion ကလူကြီးလူကောင်းဆက်ဆက်နဲ့ပြောလိုက်ပါတယ်။အဲအချိန်မှာစောစောကကြားကြီးတွေနဲ့တူဝင်လာတဲ့မြူကိုးတွေစုပြီးမျက်နှာကြီးတစ်ခုပေါ်လာတာကြောင့်အားလုံးလန့်ဖြတ်ကုန်ကြပြီး ကက်စကာရောအပေါ်စတယ်ကောင်ပဲလို့သိလိုက်ပြီးစောက်ခွက်ရိုက်ချင်နေပါတယ်။မြူရီကနေပုံပေါ်လာရဲ့မျက်နှာကြီးကနားထောင်ကြစမ်း။ငါခူရှန်အင်ပါယာရဲ့အေခရစ်ကန်နီစကာပဲ။ငါဒီယိုလာရာမင်းတို့ဘာသာကြားတွေကိုစစ်ကြင်ညာဖို့ပဲ။စောစောကမင်းတို့ကြုံတွေ့ခဲ့ရမြင်ခဲ့ရတဲ့ဖြစ်ပျက်တွေကအဆပဲရှိသေးတယ်။နောက်ထပ်အိမ်မက်ဆိုးတွေအများကြီးခံစားရအောင်မှဆိုပြီးပြောရင်အငွေ့တွေလွင့်စင်ပြီးမျက်နှာကြီးလည်းပျောက်ကွယ်သွားပါတယ်။မကောင်းဆိုးဝါးရှိအောင်မယုံကြည်တဲ့ဟောလီစီကိုးကွယ်သူတွေဖြစ်တာကြောင့် ဒီလိုယုတ်တိကင်းနဲ့မျက်နှာကြီးတက်တက်မြင်လိုက်ရတဲ့အခါမှာအလုံးလန့်ဖြတ်ကုန်ကြပါတယ်။သူ့စီကနေမကောင်းတဲ့စွမ်းအားတွေအများကြီးရနေတယ်။သူ့ဟာသခင်မရဲ့ဝိညာဉ်သစ်ပင်ဆိုင်ရာကိုတိုက်ခိုက်တဲ့တူတွေနဲ့အတူတူပဲဖြစ်မယ်။လူမဟုတ်တဲ့မကောင်းဆိုးပါပဲလို့ရှီဝီခီကပြောလိုက်ပြီး gas ကတော့အပေါ်စတေကောင်ပြီးတော့အုတ်ချုပ်သူရဲ့လား။ဒီကောင်ကရော graphic ရဲ့နောက်လိုက်လား။ငါ့ရဲ့တိုက်ပွဲထဲမှာဒီကောင်ကိုရင်ဆိုင်ရမယ်ပို့ဆိုပြီးတကူရဲတွေးနေပါတယ်။ပြတဲ့မောင်နာကလူတွေကဟေ့ ကြည့်လိုက်ပေါ့စိတ်ကမ်းဘက်မှာကောင်းကင်ကြီးရဲ့နီးရဲနေတာပဲမီးလောင်နေရဟဒါဆိုရင်ခူရှန်နေတကယ်ရောက်လာကြပြီပဲလို့ထိတ်လန့်တကြားနဲ့အော်ဟစ်နေကြပါတယ်စိတ်ကမ်းသားအဆောင်စစ်သားတွေကဘာဖြစ်နေရလဲဆိုပြီးစစ်ဆေးကြည့်ဖို့လာတဲ့ခါမှာတော့ရေတွေကမီးချောင်းတွေထွက်လာပြီးကိုက်စားပစ်ကြပါတယ်စိတ်ကမ်းအသင်းမော်တွေရောခူရှန်အီဂရစ်ဂန်နိရှ်ကာရဲ့နောက်လိုက်မွန်စတာတွေကမီးရှို့ပစ်လိုက်တာပါတကယ်တော့ဒီကောင်တွေကမွန်စတာစစ်စစ်တွေမဟုတ်ပါဘူး ကန်နီရှ်ကာကအခြားအပိုစတေတကောင်ကိုသုံးပြီးလူသားမိန်းမတွေရဲ့တရေသားတွေကိုမိစ္ဆာဖြစ်ပြောင်းပြီးကြီးပြင်းစေတာပါခူရှန်တွေကမိန်းမသားတွေကိုမတက်ပဲဖမ်းခေါ်သွားပြီးဘာသာရေးအခမ်းအနားတွေမှာသုံးတယ်လို့ရောက်ဖရူကအရင်ကျွန်တော်ပြောပြဘူးပါတယ်အဲ့ဒါကဒီလိုမျိုးမကောင်းဆိုးဝါးတွေကိုမွေးထုတ်ပေးနိုင်ဖို့အတွက်ခိုင်းစားကြတာပါမွေးပြီးတာနဲ့အမျိုးသမီးတွေလည်းရရဆက်ဆက်တည်ကြရပါတယ်အနည်းချုပ်ပြောရရင်တော့ဒီကောင်တွေကလူသားမိခင်ကမွေးတဲ့ကန်နီရှ်ကာရဲ့အမိန့်ကိုနားခံတဲ့မကောင်းဆိုးဝါးတွေပါ ခမ်းမလော်ရီရှိရာစီကိုအဆောင်နေရောက်လာပြီးသတင်းပို့ပါတယ်မြို့နဲ့မှာမွန်းစရာကောင်တွေအများကြီးပေါ်လာပါတယ်လို့ပြောလိုက်တော့ထိတ်လန့်ကုန်ကြပြီးတကယ်ကြီးဖြစ်လာပြီပဲဒီမြို့မှာအန်ဒီရရှိနေပြီငါတို့ထွက်သွားရမယ်စသဖြင့်ထိတ်လန့်နေကြပါတယ်တင်းမော်ရီမီးလောင်ကုန်တော့မထင်နေဆိုပြီးအီရှီတိုရောကခီးမဆက်ရမှာဆိုလို့စိတ်ပူနေတော့မှာရော်ဒရစ်ရောက်လာပြီးမန်နီဖီကိုပြောပြချက်ရတော့မင်းတို့အားလုံးတင်းမော်ဒစီလိုက်ရှာနေကြတယ်လို့ကြားတယ်မင်းတို့ကဘယ်ကိုသွားချင်တာလဲ ငါကူညီပြစီဆိုပြီးပြောလိုက်တော့ Farnis အံ့ဩသလိုအားလင်းလာတော့ပါလေစိတ်မပူပါနဲ့ဘယ်ဟုသွားမှလဲဒါပြောပါလို့ Rodrick ကထပ်ပြောတော့ Skellige Island ကိုသွားမယ်ကြောင်း Shibiki တို့ကဖြေလိုက်ပါတယ် Rodrick ကအနှဲငယ်စဉ်းစားလိုက်ပြီး Skellige Island ဟုတ်လားငါချားဘူးပါတယ်အနောက်ရက်မှာဆိုတော့ကြုတ်အိမ်ကိုပြန်မဲ့လမ်းနဲ့တူတူပဲခမားတို့ကြုတ်တင်မောနဲ့ခေါ်သွားမယ်လို့ Rodrick ကပြောလိုက်ပြီး Ishidoro တို့လည်းပြောသွားပါတယ် Magnifico က Rodrick မင်းဘာလုံးနေရလဲဆိုပြီးမေးလိုက်တော့ Roderick ကပခုံးပြန်ဖက်ရင်းနဲ့မင်းရဲ့ plan ပြည့်စည်သွားပြီမင်းငါဒီစိတ်ဆက်မှုလေးကိုမပြည့်စည်ခြင်းဘူးငါကျင်ရတော့တယောက်နေနဲ့သူမကိုတတ်နိုင်သလောက်ကူညီပေးခြင်းဖြည့်ဆည်းပေးခြင်းနဲ့ဆိုပြီးလှမ်းကြည့်ရင်ပြောလိုက်တော့ Funny ရှက်သွားပါလေ Gatsby ကိုရှောက်လာပြီးကျွန်တော်က Roderick ပါတွေ့ရတာဝမ်းသာပါရဲ့ခေါင်းဆောင်ကြီးလို့ Roderick ကနှုတ်ဆက်လိုက်ပြီး Gas ကလည်းသူ့နာမည် Gas ဖြစ်ကြောင်ပြောရင်ပြန်နှုတ်ဆက်လိုက်ပါရဲ့ ဒါဆိုရင်တင်းမောင်းမီးမလောင်ရင်ချိန်မီအောင်ခုချက်ချင်းသွားကြရအောင်လို့ Rodrick ကခေါ်လိုက်ပြီး Magnifico ရော like ခဲ့မလားလို့မေးလိုက်ပါတယ်။ Federico Bandimio နဲ့ခေါင်းဆောင်တွေကတော့လုံခြုံရေးအဆောက်အဦတစ်ခုစီပြောင်းပြီးစစ်ပွဲအတွက်ပြင်ဆင်ကြဖို့လုပ်နေပါတယ်။ Federico Bandimio တို့ရဲ့ကပွဲမှာပုတ်ရဟန်းမင်းကြီးကိုပါဖိတ်ထားပြီးဒီညရောက်ရမှာမရောက်သေးတာကြောင့်စိတ်ပူနေကြရပါသေးတယ်။ခူရှန်နီလာတိုက်ခိုက်နေပြီဖြစ်လို့လမ်းမှာပဲရှိသေးတဲ့ပုတ်ရဟန်းမင်းကြီးကို Britain နဲ့စီမလာပဲနောက်ပြန်ဆုတ်ခိုင်းရမယ်ဆိုပြီး မြင်းတကောင်နဲ့တင်ပါခိုင်းဖို့လုပ်နေပါတယ်။မန်နီဖီကိုကတော့မဟုတ်ကဟုတ်ကရေလှုပ်ထားတာရေ။ဖန်နီစ်ကိုယောက်ျားပေးစားဖို့လှုပ်တာရေ။အကြောင်းဖက်ဒရီကိုဘန်ဒီမီယွန်မြင်းဆိုင်ရဲတော့ပဲ။ရော့ဒရစ်တိုနဲ့ပဲလိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။လော့ဒ်ဘန်ဒီမီယွန်ကဖန်နီစ်ကိုထွက်မသွားဖို့အတွက်လှန်တာသေးပေမဲ့သူ့နားမှာလည်းစစ်ပွဲအတွက်ကိစ္စတွေရှုပ်နေတာကြောင့်ဘာမှမတက်နိုင်ပေဒီတိုင်းပဲလှမ်းကြည့်နေရပါတယ်။ Lady Pandemion ကတော့ခီးစဉ်ချုံးမွေးစေဖို့အတွက် Farnis ကိုကြည့်ရင်းနဲ့ဆူတောင်းပေးလိုက်ပါတယ် ဖာနီစ်ကကပွဲကိုလာတဲ့ထက်တန်းလောကဝစ်စားကြောင့်လှုပ်ရှားရခက်နေရမှုရှီကီယူလာတဲ့ငွေအိတ်နဲ့တမြောင်ပြန်ဝတ်ဖို့အတွက်အဝတ်လဲဖို့လုပ်ပါလေမြ мян လို့ငါပြန်မစောင့်နေမယ်ဆိုပြီးဂတ်စ်ကပြောရင်းနဲ့စောင့်နေတော့မှလူတယောက်ယောက်လာပါလေတခုလောက်မေးလို့ရမလားခမရသိန်းငတ်ဖွဲကမြင်းစည်းစစ်တီတွေရဲ့ခေါင်းဆောင်စစ်ဗိုလ်ကြီးများဖြစ်နေမလားဆိုပြီးအိုဝင်ကမေးလိုက်ပါလေကျွန်တော်ရဲ့ဗီဒီယိုတွေသဘောကျရဲဆိုရင် like and share လေးလုပ်ပြီး channel ကိုလည်း subscribe လုပ်ပြီးသွားကြပါဦး ်ပြီးတော့ပင်ကွင်းမှာချထားတဲ့ Facebook page ကိုလည်း follow လေးလုပ်ပေးကြပါဦး